ရိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါကျွန်တော်ဒီနေ့အစီအစဉ်လုံးမစခင်ဒုံးစားတိုင်းပဲ channel ကို subscribe မလုပ်ရသေးတဲ့သူတွေရှိလားရှိရင်လုပ်ထားပေးပါပြီးရင် VPN ကိုဖွင့်ပြီးတော့ဒီနေ့ပုတ်ကိုကြည်ပေးပါကြည်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်ပြီးရင်တော့ video လို့ like လုပ်ပြီးရင်အစီအစဉ်ကိုစပါမယ်ခင်ဗျာဆိုတော့ဒီနေ့မှာကတော့ဦးတနေကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ထောင်ကွာ99ရောင်းထွက်ရှိထားတဲ့ရုပ်ရှင်ကား Lake Plastic ရဲ့ number 2 2000ခွန်မှာထွက်ရှိထားတဲ့အဆက်ပေါ်ဗျာတင်ဆက်ပေးမယ်ဆိုတော့ဒီဇာတ်ကောင်လည်း American ပြည်တော်စု နယူးအင်္ဂလန်ကမိန်းမဆိုင်အိမ်ပဲတည်ထားတာဖြစ်ပါတယ်ပထမဆက်ကတော့မိချောင်းကြီးတောင်းချမ်းခဲ့တဲ့ရေကန်ကြီးမှာပါပဲဒီခါမှာတော့မိချောင်းအုတ်တုတ်ကသဘာဝပတ်ဝန်းကျင်သူတေသည်တယောက်ကိုတပ်ဖြတ်သွားပြီးတဲ့နောက်မှာအရိကနေကန်ရဲမှုဒွိုင်းဒရိဆန်စောင်းဆောင်အဖွဲကအရာရှိတယောက်နဲ့ဒေဆုံးသွားတဲ့သူတေသည်ရဲ့တငယ်ချင်းဖြစ်သူတို့ဟာကြောင်ကြောင်ယူရှာပုံတော်ဖွင့်ကြပါတော့လေဇော်ဒရိုနဲ့သူတထေးတယောက်ဖြစ်တဲ့အမဲလိုက်ဝါသနာကိုမုတ်ဆိုးတယောက်လဲပါလာပြန်ပြီးတော့မိချောင်းတွေကိုဘယ်လိုမျိုးလိုက်ပြီးတော့ဖမ်းကြမလဲ ဘလို့အခက်ခဲတွေတွေ့ပြီးတော့ဘသူတွေကကြောင်ကြောင်ကြီးတွေအစာရီဖြစ်သွားမလဲဆိုတာကိုတော့ let's go ကြည့်လိုက်အောင်ပါခင်ဗျာဇလန်းဆာမှာတော့ main ပြည်နယ် Yoscow County တဲက Black Lake လို့လည်းခေါ်သလို Lake Brazil လို့ခေါ်တဲ့ရေကန်ကြီးထဲမှာသဘာဝပတ်ဝန်းကျင်သူတေသည်နှစ်ယောက်ဖြစ်ကြတဲ့ Frank နဲ့ Damon တို့ကသူတေသနာလှုပ်ဖို့ပြင်ဆင်နေတာကိုမြင်ရပါတယ်ဒေကန်ကြီးမှာလူတွေပျောက်သွားတဲ့အမှုခင်းတွေအရင်ကဖြစ်ခဲ့မှုတွေအတွက် Frank ကသူတေသနာသာလှုပ်ရတာလန့်တော့လန့်နေပါတယ် ပြီးခဲ့တဲ့နှစ်တွေတုန်းကဒီအကံမှာလူနှစ်ယောက်ပျောက်သွားခဲ့ဘူးပြီးတော့လုံခဲ့တဲ့6လအတွင်းမှာဆွဲလဲ9ယောက်လောက်ထိပျောက်သွားခဲ့ဘူးတယ်လို့ Frank ကပြောလိုက်ပေမဲ့ထိမ်းမန်းကတော့ Gium ဆိုင်ပဲဟေးအောင်မင်းအเจ้าလုံနေပြီလို့ပြန်ပြောလိုက်တာပါပြီးတော့ထိမ်းမန်းကမော်တော်ဘုတ်ဘွားနဲ့ရေတဲကိုလက်နိုင်ပြီးတော့ရေနမူနာယူနေတုံးမှာပဲရေတဲကနေတရဝါကြီးတကောင်ရုတ်တရက်ပေါ်လာပြီးထိမ်းမန်းကိုရေတဲဆွဲချသွားခဲ့ပါတော့တယ် Frank လည်းသတင်းစာဖတ်နေတုန်းတန်းလန်းလေးဖြစ်ဖြစ်သွားတာကလည်းမြန်လွန်းတာကြောင့်ထိမ်းမန်းကိုဘာဆွဲလို့ဆွဲသွားမှန်းတော့တေချာမမြင်လိုက်ရပါဘူး ခနာကြမှာတော့လက်တစ်ဖက်ပြက်ပြီးတော့သွေးတွေရွှဲနေတဲ့ဒေးမန်ရေပေါ်ကိုပေါ်လာပြီးတော့ကဲကြောင်မအောင်လို့ကြောက်လန့်တကြားနဲ့အော်ဟင်းနေရာကို friend တယောက်မြင်လိုက်ရပါတော့တယ် friend နဲ့ဒေးမန်ရဲ့နောက်ထပ်လက်တစ်ဖက်ကိုဆွဲပြီးတော့မော်တော်ပုတ်ပေါ်တင်ပေးဖို့လုံနေတော့မှာပဲခုနကတော့တရဝါကြီးကထပ်ပေါ်လာပြီးဒေးမန်ကိုကိုက်ဖြတ်သွားတဲ့အပေါ် friend ဆွဲထားတဲ့ဒေးမန်လက်ကြီးတစ်ဖက်ပဲပြတ်ထွက်သွားပြီးတော့မော်တော်ပုတ်ပေါ်ကိုပါလာပါတော့တယ် friend ကလည်းကြောက်လန့်တကြားနဲ့သူ့တငယ်ချင်းရဲ့လက်ပြတ်ကြီးကိုကိုက်ပြီးတော့ဒေးမန်ဒေးမန်လို့အော်ခေါ်နေပေမဲ့ဒေးမန်ကတော့ ဘေးတန်းသွားပြီးတော့ပြန်မလာနိုင်ခဲ့တော့ပါဘူးနောက်တစ်ခါမှတော့ရဲမှုဂျိမ်းရိုင်လီနဲ့သူသားစကော့တို့စကားပြောနေကြပြီးတော့စကော့ကသူ့ဖေတာဝန်ကြတဲ့ဒီနေရာကိုသဘောမကျတဲ့လူဖြစ်ပါတယ်ဒီအယုစတော့ကောင်တီထဲမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းနေရာမှာကောင်းတဲ့အတွက်စကော့ကသူ့ဖေကိုပြဿနာရှာနေပြီးတော့သူတို့သားဖားနှစ်ယောက်စကားများနေကြတော့မှပဲရဲမှုကိုသူ့လက်ထောက်ကလူပြောင်းမှုတစ်ခုဖြစ်လို့ဆိုပြီးတော့ဝါကီတော်ကီကနေလမ်းခေါ်တဲ့အတွက်ရဲမှုလည်းထွက်လာပါတယ်ရဲမှုတယောက်စခန်းကိုရောက်တော့မြို့ကန်သတင်းတော်တယောက်ဖြစ်တဲ့မိုင်နာက ရဲမိုးရေကန်ထဲမှာလူတွေဘာလို့ခဏခဏပြောင်းနေတာလဲဆိုပြီးတော့လာမေးတဲ့တော့ရဲမိုးကမင်းငါမျိုးကလူတွေကြောက်လန့်ကြဖြစ်အောင်တရင်စားတဲ့ရှောက်ရင်မင်းငါလိုက်ပြီးတော့စိုးမမဲလို့ခြောက်လိုက်ပါလေရဲစခန်းထဲမှာတော့ friend ကရောက်နေပြီးတော့သူ့မိတ်ဆွေတေးမန်းကိုရေထဲကတရဝါကြီးတကောင်ကဆွဲသွားတဲ့ကြောင်းရဲမိုးကိုပြောပြနေပါလေဒါပေမဲ့ရဲမိုးက friend ကိုတိတ်ပြီးတော့မယုံကြင်မဲမင်းဒီမနက်ဆေးကြောက်တွေပါချထားသေးလားလို့မေးလိုက်တာပါရဲစခန်းထဲကလူတွေကလည်းသူတို့ရဲမှုလို့ပဲ friend တယောက်ဈေးကွဲပြီးတော့ပေါက်ကရတွေလာပြောနေရဆိုပြီးတော့လောင်ရည်နေကြပါတယ် ဖရန်ကရဲမှုကိုခမက်တော်ဟာသထေနေရလားလိုက်ခေကြုတ်ပြမေဆိုပြီးတော့မိချောင်းဆွဲသွားတဲ့ဒဲကနေကြံခဲ့တဲ့ဒေးမန်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြလိုက်ပါတော့တယ်အဲဒီချိန်မှာပဲဒေါ်အန်ဒရိတ်ဆန်စောင်းရှောက်အဖွဲ့ကအရာရှိအမ်မာဝါနာလေးရောက်လာပြီးတော့အမ်မာနဲ့ရဲမှုဂျိမ်းရိုင်လီကအရင်တုန်းကဇလန်းတွေရှိခဲ့ဘူးတဲ့နှစ်ယောက်သားအရေးထဲမှာစောက်စကားများနေကြပါသေးတယ်အဲဒီနောက်မှာရဲမှုကဒေးမန်ကိုတတ်သွားတာချင်းသေးတို့တော်ဝက်တို့တစ်ခုခု ဖြစ်မှာပေါ့လို့ပြောလိုက်ပေမဲ့အမ်မာက ဒီလို노တိုက်တတ္တဝါတွေကတလောက်နဲ့တဲ့ရေကန်ထဲမှာလူတယောက်ကိုတပ်ပစ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။အိုင်းနောက်တော့ရဲမှု front နဲ့ AMR တို့ကဒေမန်တေဆုံးသွားတဲ့နေရာကိုစစ်ဆေးဖို့အတွက်ဆက်လီတစည်းနဲ့ထွက်လာခဲ့ကြပါတော့တယ်။သူတို့တွေရေကန်ထဲမှာလှည့်ပတ်ကြည့်နေတဲ့ရေကန်ကန်းဆက်ကတနေရာမှာလူနေတလုံးရှိနေရာကိုမြင်လိုက်တဲ့တော့ AMR ဒီမှာလူနေတာလားလို့မေးလိုက်ပါတယ်။အဲ့ဒါနဲ့ရဲမှုကအဲ့ဒါ CD Bigman ဆိုတဲ့အမျိုးသမီးတယောက်နေတဲ့နေရာဖြစ်တဲ့အကြောင်းပြောပြလိုက်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကသူ့ညီမပျောက်သွားပြီးတဲ့နောက်ဘေကာမန်းကဒီအင်ကိုပြောင်းလာပြီးတော့နေနေတာပါလူတွေကဘေကာမန်းရဲ့အိမ်နောက်မှာပေ40လောက်ရှိတဲ့မိချောင်းကြီးနှာကောင်ရှိပြီးတော့အဲ့ဒီမိချောင်းကြီးတွေကိုဘေကာမန်းကကျွဲနွားအရှင်တွေကိုကျွေးတယ်လို့လဲပြောလို့ရှိနေကြတာဖြစ်ပါတယ်ဒါပေမဲ့ရဲမှုရောအန်မာရောကအဲ့ဒါကိုမယုံမဲနဲ့လူတွေလုံးကြံပြီးရှောက်ပြောနေတာလို့ပဲထင်နေကြပါတယ်အဲနောက်တော့တနည်းအားရောက်မှရေအောက်မှာတစ်ခုခုကိုမြင်လိုက်တဲ့အတွက်အန်မာသူရေတဲ့ကိုစင်းကြည့်မယ်လို့ပြောလိုက်ပါတယ်အန်မာရောရဲမှုရောကမိချောင်းရှေ့ဆွာကိုမယုံတဲ့အတွက် ရဲမှုလဲသဘောတူလိုက်ပြီးအမှားကတော့ချက်ချင်းပဲအဝေစားတွေချုပ်ပြီးတော့ရေထဲကိုခုံချသွားပါတော့တယ်ခနာကြမှာတော့အမှားကရေထဲကနေပစ္စည်းတစ်ခုကိုယူပြီးတော့ပြန်ပေါ်လာပြီးအဲ့ဒီပစ္စည်းကိုလေဘော်ပစ်တင်ပေးလိုက်ရင်ပါတော့အရိယာကဒေးမိုင်းရဲ့ခေါင်းပြက်ကြီးဖြစ်နေရကိုမြင်လိုက်ရပါတော့တယ်ရဲမှုတို့လဲအမှားကိုလေဘော်မြန်ဆွဲတင်ပေးလိုက်ကြပြီးတော့ Frank ကမိချောင်းရှိတယ်ဆိုတာယုံမိလားလို့အမှားတို့ကိုမေးလိုက်တာပါရဲမှုကတော့ငါတို့ခုယူမာကြီးစေဒီနဲ့တွားပြီးတော့စကားပြောကြအောင်ဆိုပြီးတော့ဘေကာမန်စီကိုထွက်လာခဲ့ကြပါတယ် အဲဒီမှာ Mike ED နဲ့ Sharon တို့လူငယ်တငယ်ချင်း၃ဦးကတော့ဒီကံမှာဘာတွေဖြစ်နေလဲဆိုတာကိုမသိပဲရေစင်းကူးကြဖို့အတွက်ရောက်လာတာကိုမြင်လိုက်ရပါတယ်။ဒါမှမဟုတ်ရဲမှုတို့၃ဦးကအဖွားကြီးဘေကာမဲအိမ်ကိုရောက်လာပြီးတော့အမကသူ့ကိုယ်သူမိတ်ဆက်ပေးပြီးတော့စကားခဏလောက်ပြောလို့ရမလားလို့မေးပေမဲ့ဘေကာမဲငါညမတေးပြီးကလေးကဒီညမှာဘာတရိတ်ဆန်အရေးရောက်မှာမရှိဘူး။နင်တို့နဲ့ငါဘာကိစ္စနဲ့စကားပြောရမှာလားလို့မေးလိုက်ပြီးတော့တကားကိုဆွဲပိတ်လိုက်ပါတော့တယ်။အဲ့ဒါနဲ့ရဲမှုကတကားထက်ခောက်ပြီးတော့ ဒီနားမှာလူတယောက်ရဲ့ခေါင်းပြတ်ကိုရှာတွေ့လို့ဗျအဲကြောင့်ခမားသိမလားလို့မေးလိုက်ပါတယ်ပြီးတော့ဒီကန်ထဲမှာနေတဲ့မိချောင်းနဲ့ပတ်သက်ပြီးတော့လည်းပြောပြဆန်းပါခမားညမမိချောင်းတွေကိုအရင်တော့မွေးခဲ့တယ်လေးလို့ပြောလိုက်တော့ဘေကာမန်ငါဘာမှမသိဘူးနေငောင်းမေးမြန်းစစ်ဆေးခြင်းဝရမ်းရောင်းလှုပ်လာခဲ့လို့ပြောလိုက်ပြီးရဲမှုကိုမောင်းထုတ်လိုက်ပါတယ်အဲဒီအချိန်မှာမိုက်ကတော့ ED နဲ့ရှရွန်တို့စော်လေးနှစ်ယောက်ရေကန်ထဲမှာအပေါ်ပိုင်းမလာနဲ့ရေစော့နေအောင်ငန်းနေနဲ့လက်ကိုဓာတ်အထိမိသွားပါသေးတယ်မိုက်လည်းရေထဲဆင်းမှုအတွက်ဝေစားတွေချွတ်နေတော့မှာပဲ ရေထဲမှာရှိနေတဲ့ ED နဲ့ Chronos ကိုရေထဲကသရဝါကြီးကယောက်လာပြီးတော့သူတို့နှစ်ယောက်လုံးကိုဆွဲချသွားခဲ့ပါတော့တယ်။ Mike ကတော့အဝတ်စားတွေချုပ်ပြီးတော့စော်လေးနဲ့ဘာညာရေထဲဆင်းခဲ့မယ်ဆိုပြီးတော့ဒီဘက်ပြန်လှည့်လိုက်တဲ့အချိန်မှာ ED ရော Chronos မှာပျောက်သွားတဲ့အတွက်လန့်ဖြန့်သွားပါတော့တယ်။ Mike လည်းရေထဲကိုဆင်းလိုက်ပြီးတော့စော်လေးတွေကိုအော်ခေါ်နေတော့မှာပဲရေအောက်ကကြောင်ကြောင်ကြီးထပ်ပေါ်လာပြီးတော့သူ့ဥပါဆွဲသွားခဲ့တော့တာပါ။နောက်တစ်ခါမှတော့ရဲမှုရဲ့သား Scott တယောက်သူတို့အိမ်သားကတော်တဲ့ကိုဝင်လာတော့မှခွေးတကောင်သူ့နောက်ကိုလိုက်လာပြီးတော့ဟောင်းနေတာကြောင့် စကော့လည်းလန့်ဖြန့်သွားပါလိမ့်။ကံကောင်းကျွန်တော်အဲ့ဒီခွေးလေးကသူသဘောကျနေတယ်။ကယ်ရီဆိုရယ်ကောင်မလေးရဲ့ခွေးလေးဒေးစီဖြစ်နေပြီးတော့စကော့လည်းကယ်ရီနဲ့ရင်းနှီးသွားပါတော့တယ်။ဒါမဲ့ကံပြန်ဆိုးကျင်တော့ကယ်ရီမှာရီးစားရှိနေပြီးသူကသူ့ရီးစားတတ်နဲ့တညာအိတ်တောင်တက်ခီးသွားမလို့လုံနေတာပါ။ကယ်ရီကစကော့ကိုလည်းသူတို့နဲ့လိုက်ချင်းလိုက်ခဲ့လေလို့ခေါ်တဲ့အတွက်စကော့လည်းသဘောတူလိုက်ပါလိမ့်။သူတို့ညခီးစက်ခံဒီမှာခွေးလေးဒေစီကရေထဲကမိချောင်းကိုမြင်လိုက်တဲ့အတွက်ထိုးဟောင်းလေးပဲမဲ့ဂယ်ရီကတော့ဘာမှမတွေ့ခဲ့လိုက်ပါဘူး အဲ့ဒီချိန်မှာမိုင်တာဆိုတဲ့သတင်းတောက်ကတော့ရဲမှူးဂျိမ်းရိုင်လီတို့အဖွဲ့ဇေရီဘက်ကာမန်စီကိုလာပြီးတော့မေးမြန်းသွားတာကိုတီးသွားတဲ့အတွက်ဇေရီစီကိုရောက်လာပြီးတော့ရဲမှူးတို့ဘာတွေမေးသွားလဲဆိုတာကိုလာပြီးတော့စုံစမ်းနေပါတယ်ဇေရီကလည်းမိုင်တာကိုရေကန်အဆက်ကလေစိတ်ကိုခေါ်ပြီးတော့စကားပြောနေပါတယ်အဲ့ဒီချိန်မှာပဲမိချောင်းကိုကတ်လာတဲ့လက္ခဏာဖြစ်တဲ့ရေပေါ်မှာငါးတွေခုံနေအောင်ကိုဇေရီကမြင်လိုက်ရတဲ့အတွက်မိုင်တာကိုဒီမှာခဏဆောင်လေငါနင်းတော့မုတ်သွားယူပေးမယ်ဆိုပြီးတော့ထွက်သွားပါတယ် မိုင်းနာတော့ဘာမသိညာမသိနဲ့ငားတွေခုံညာကိုတပ်ပုံရိုက်နေပြီစေတီကမိုင်းနာဟိုးဆုံဆုံကိုတော့အဲ့ဒါမှပုံကောင်းကောင်းရမှာပေါ့လို့ပြောလိုက်ပါသေးတယ်မိုင်းနာလည်းတပ်ပုံရိုက်နေတော့မှရေထဲကမိချောင်းကြီးကပေါ်လာပြီးတော့မိုင်းနာကိုရေထဲဆွဲချလိုက်ပြီးကြိုက်တာပြစ်လိုက်ပါတော့တယ်တပတ်မှတော့ရဲမှုလို့သုံးကရေကန်ထဲမှာဆက်လီတစည်းနဲ့လိုက်ပတ်ပြီးတော့တေးမိုင်းရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေထပ်တွေ့ရအောင်မလားဆိုပြီးတော့ရှာနေကြပါလေအဲ့ချိန်မှာပဲဆက်လီကမောင်းနေတွဲလောင်းနဲ့အဲတန်းလန်းနဲ့ ဆက်ရက်သွားတဲ့အတွက် Frank လည်းရေထဲကိုပြုတ်ကျသွားပါတော့တယ်။ရဲမှုနဲ့ Amber တို့က Frank ကိုရေထဲမှပြန်ဆွဲတင်လိုက်ပြီးတော့ Amber က Frank ရမ်းမကြောက်ပါနဲ့တကယ်မိချောင်ရှိမရှိဆိုတာမသေးကြသေးပါဘူးလို့ရည်ပြီးတော့ပြောနေတုံးမှာပဲသူတို့ရဲ့ဆက်လီနာမှာချောင်းချောင်းကြီးကပေါ်လာပါတော့တယ်။မိချောင်ကြီးကလေကိုနှစ်ပိုင်းပြတ်သွားအောင်ဖြတ်ကိုက်လိုက်ပြီးတော့တစားစီဖြစ်အောင်လှုပ်နေခဲ့တာပါ။ Frank ကရေထဲပြုတ်ကျနေချက်ချင်းပဲကမ်းပေါ်ကိုရောက်အောင်ရေမြန်ကူးသွားပြီမယ်။အမ်မအခုမှမိချောင်းယူတကယ်မြင်လိုက်ပြီးတော့လန့်ဖြန့်နေခဲ့ပါပြီ အနာနဲ့ရဲမှုကအမ်မကိုခေါ်ပြီးတော့ကန်ဆာစီအမြန်ကူးဖို့ပြောလိုက်ပါတယ်မိချောင်းလည်းအနောက်ကလိုက်လာမဲ့ရဲရင်တစည်းကရုတ်တရက်ပေါ်လာတာကြောင့်မိချောင်းလည်းအာယုံပြောင်းသွားခဲ့ပါတယ်ဒီတော့ရဲမှုနဲ့အမ်မတို့ဒီတခါတော့မိချောင်းလက်ကလွတ်ပြီးတော့ကန်ဘော်ကိုရောက်လာပါတော့တယ်အဲ့ဒီရဲရင်ပေါ်မှာပါတာကတော့လုပ်ငန်းရှင်တတိတယောက်ဖြစ်ပေမဲ့ဒေါ်အင်ဒရိတ်ဆန်ဒီကိုလိုက်ဖမ်းလာလေဝါသနာပါတဲ့ Jazz Rather ဆိုတဲ့မုံဆိုးနဲ့သူ့တပည့်အာမတ်တို့ဖြစ်ပါတယ်အမ်မကတော့ Jazz နဲ့အရင်တော့ကစုံမှုတာဖြစ်တဲ့အတွက် Jazz ဘလို့လူလဲဆိုတာကိုသူကသိပါတယ် ရှင်ဒီကိုဘာလာလုတာလဲလို့အမ်မာကမေးလိုက်တော့စရတ်တာကဒီအင်္ဂမမဲလိုက်လို့ကောင်းမယ်အကောင်ကြီးတကောင်ရှိနေလို့ငါ့ဟိုဒေသခံတယောက်ကပြောလိုက်တယ်ဆိုပြီးတော့ပြန်ဖြေလိုက်တာပါနောက်တစ်ခါမှတော့ရဲမှုရဲ့သားစကော့ကယ်ရီတတ်နဲ့ကယ်ရီရဲ့တန်ငယ်ချင်းတွေဖြစ်ကြတဲ့ရေချယ်လယ်ရီတို့ကရေကန်ကြီးရဲ့တစ်ဖက်ကတိုးတဲ့ကိုခီးထွက်နေကြတာကိုမြင်ရပါတယ်နောက်ဆုံးတော့သူတို့ငါ့ဟိုသားရေကန်အဆက်မှာစကန်းချမဲ့နေရာကိုရောက်လာပြီးတော့တတ်နဲ့လယ်ရီတို့ကရောက်ချင်းမှာပဲရေကန်နဲ့ဆင်းပြီးတော့ရေကူးနေကြပါတယ် ခဏနေတော့ Carry လည်းရေထဲဆင်းသွားပြီးတော့ Rachel နဲ့ Scott တို့ပဲအပေါ်မှာကြံနေခဲ့ကြပါတယ်။တပတ်မှာတော့ရဲမှုကသူ့ရဲ့လက်ထောက် Day ကိုလမ်းခေါ်လိုက်ပြီးတော့မိချောင်းဖမ်းဖို့အတွက်ဖောက်ခွဲပစ္စည်းတွေနဲ့ဈေးပစ္စည်းတွေယူလာခိုင်းလိုက်ပါတယ်။ပြီးတော့ရဲမှုက Jazz Rata ကိုကျောက်တို့ဒီအကံကိုပိတ်ထားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးပြီ။ခမားနဲ့ခမားတို့ပဲလစ်ကြတော့လို့ပြောလိုက်ပါတယ်။အမ်မာလည်း Jack က Sharper Racer တွေကိုအမဲလိုက်တဲ့သူဖြစ်တဲ့အတွက်မကြည်ပါဘူး။ဒါပေမဲ့ Jack ကတော့လွယ်လွယ်နဲ့လက်လျှော့မဲ့သူမဟုတ်ဘူးဆိုတော့မပြန်ပါဘူး။ အဲ့ဒါနဲ့အန်မာကရှင်တို့ဒီမိချောင်းကိုမတက်ရဘူးထောင်ချောင်းနဲ့ပဲအရှင်ဖမ်းမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်တော့အန်မာတို့ကမိချောင်းဖမ်းဖို့အတွက်ထောင်ချောင်းဆင်မှုလုပ်နေကြပြီးမိချောင်းကိုလိမ့်နဲ့မြားဖို့အတွက်ပြင်ဆင်နေကြတာပါဂျက်ကတော့လိမ့်နဲ့မိချောင်းကိုမြားမယ်အကြံစီကိုလောင်ပြောင်နေပါတော့တယ်အဲ့ချိန်မှာပဲလိမ့်ထည့်ထားတဲ့ထောင်ချောင်းထဲကိုမိချောင်းမဝင်လာပဲတောဝက်တကောင်ဝင်လာတဲ့အတွက်တောဝက်ကထောင်ချောင်းမိသွားပါတော့တယ်အဲ့ဒါနဲ့အန်မာနဲ့ရဲမှုတို့ကတောဝက်ကိုထောင်ချောင်းထဲကချပေးဖို့လုပ်နေတဲ့အချိန်မှာပဲ မိချောင်းကြီးပေါ်လာပြီးတော့ထောင်ချောက်တဲကတောဘက်ကိုဆွဲသွားခဲ့တော့တာပါရဲမှုလဲတောထဲပြန်ဝင်သွားတဲ့မိချောင်းကိုမေဆေးတနက်ယူပြီးတော့လှမ်းပစ်ပေမဲ့မိချောင်းကပျောက်သွားခဲ့ပါပြီမိချောင်းထွက်ပြေးသွားပြီလို့သူတို့တွေထင်နေတော့မှပဲမိချောင်းရသူတို့ရဲ့နောက်ကနေရုတ်တရက်ပေါ်လာပါတော့တယ်မိချောင်းရဲ့ခေါင်းမှာရဲမှုပစ်ထားတဲ့မေဆေးများတွေမှန်လာပြီးတော့အာမတ်ကမိချောင်းကိုတနက်နဲ့ပြစ်ဖို့လှုပ်နေပါတယ်ဒါပေမဲ့မိချောင်းကမလှုပ်တော့ပဲငြိမ်သွားတဲ့အတွက်အာမတ်ကသူတို့ကိုတားလိုက်ပါတယ် မိချောင်းကြီးကမိသေးချောင်းသတိလစ်သွားတယ်ဆိုပြီးတော့အမ်ပါကမိချောင်းရဲ့ပါးစပ်ကိုဂျိုးနဲ့ခြေဖို့လုံနေပါတယ်။ဒါမှမဟုတ်အဲ့ချိန်မှာရဲမွေးရဲ့လက်ထောက်ဒေးကသူ့ခြေပေးမယ်ဆိုပြီးတော့အမ်မစီကဂျိုးကိုယူပြီးမိချောင်းရဲ့ပါးစပ်ကိုသွားပြီးတော့ခြေပါတော့တယ်။ဒါမှမဟုတ်မိချောင်းကပြန်သတိရလာခဲ့ပြီးတော့သူ့ရဲ့ပါးစပ်မှာခြေထားတဲ့ဂျိုးကိုဖျက်ပစ်လိုက်တဲ့တော့ဒေးလည်းလန့်ပြီးတော့တနက်ကိုကောက်ထုတ်လိုက်ပါတယ်။မိချောင်းကတနက်ကင်ထားတဲ့ဒေးရဲ့လက်ကိုကိုက်ဖျက်ပစ်လိုက်ပြီးတော့ဒေးကိုအတင်းလိုက်ဆွဲပါတော့တယ်။ပြီးတော့အနားမှာရှိနေတဲ့ဖရန့်ကိုလည်းမိချောင်းကြီးကခေါင်းနဲ့ပိတ်တိုက်လိုက်တာကြောင့် ဖရန်တယောက်လွင်ထွက်သွားခဲ့တော့တာပါရဲမှုနဲ့ဂျက်တို့လည်းမိချောင်းကိုတနတ်နဲ့အသေးအသန်အနောက်ကနေလိုက်ပြကြရမယ်မိချောင်းကတော့ဒေးကိုဆွဲသွားပြီးတော့ရေထဲပြန်ဆင်းသွားပြီးလွတ်မြောက်သွားပါတော့တယ်ဖရန်ကတော့တောင်ကုန်းပေါ်နေပြုတ်ကြတဲ့အချိန်နဲ့သေဆုံးသွားခဲ့ပါတော့တယ်ဂျက်ကဖရန်ကိုကြည့်ပြီးတော့မိချောင်းကိုကျင်နာတာများသွားပြီးငါအနီရန်တိုင်းအသေးပဲတတ်တော့မယ်လို့ကြိမ်းလိုက်ပြီးရဲမှုကလည်းငါအရင်တတ်မယ်လို့ပြောလိုက်ပါတယ်တဖက်မှာတော့စကော့ကရေထဲမှာဆင်းကျင်တဲ့အတွက်တော်ထဲမှာရှောက်ပတ်ကြည့်နေပြီးတော့ ခဏနေတော့သူတို့စကန်းချတဲ့နေရာကိုပြန်လာပါလေစကော့ကဟေးကောင်နေငါနဲ့ခဏလိုက်ခဲ့ငါပြသာရှိတယ်လို့ပြောလိုက်တော့ကေဗင်နဲ့တက်လဲစကော့နောက်ကိုလိုက်သွားကြပါလေတဖက်မှာတော့ဂျက်ရဲမှုနဲ့အာမတ်တို့ကမိချောင်းယူအပြတ်ရှင်းမှုအတွက်လက်နက်တွေကိုပြင်ဆင်နေကြပါပြီ စကော့တော့ကယ်ရီနဲ့တက်ကိုတော်တဲ့ကသူရှာတွေ့တဲ့ဂူတခုစီကိုခေါ်လာပြီးတက်ကဂူကိုမြင်သားနဲ့အထဲဝင်ကြည့်ဖို့လုံနေပါဂျက်ကတော့သူ့မှာပါတဲ့တနတ်တွေလောင်းချတွေကိုရဲမှုကိုပြနေပြီးတော့ ရဲမှုလဲမိချောင်းယူဘယ်လန့်နဲ့စုံမရမလဲဆိုတာကိုစဉ်းစားနေပါတယ်။အမ်မာတော့စိတ်မကောင်းတော်တော်ဖြစ်နေတဲ့ပုံပုံရဲအတွက်ရဲမှုကသူ့ကိုလာနှစ်သိမ့်မိမဲ့အမ်မာကဒိန်းနဲ့ဖရန်တို့တေးရတာသူ့ကြောင့်လို့တွေးနေခဲ့တာပါ။သူသာမိချောင်းကိုအရှင်ဖမ်းမှုမလုပ်ခင်ဖရန်တို့တင်ပါမဟုတ်ဘူးလို့အမ်မာကပြောနေပြီးတော့ရဲမှုကဒါမင်းမမဟုတ်ပါဘူး။ဒီလိုလုပ်မယ်ဆိုရင်အသက်သေးနိုင်တယ်ဆိုတာသူတို့လည်းတည်ထားကြတာပဲလို့ဖြောင်းပြနေခဲ့ပါတယ်။ရဲမှုကဒီချိန်မှာအရေးကြီးဆုံးကဒီကောင်းကြီးလူထပ်မတတ်ခင်မှာငါတို့သူ့ကိုအရင်တတ်နိုင်ဖို့ပဲလို့အမ်မာကိုပြောလိုက်ပါတယ်။ ဓမ္မမာတော့ကန်းဆက်မှာကြံခဲ့တဲ့ရေချေကမျက်နှာအောင်စောင်းနဲ့အုတ်ဇန်ခရနီပိုင်လိမ့်လှဲပြီးတော့နေပူစာလုံနေပြီးလယ်ရီကတော့ရေစင်းကူးနေခဲ့ပါတယ်အဲဒီအချိန်မှာပဲလယ်ရီအနောက်ကနေမိချောင်းကြီးပေါ်လာပါတော့တယ်လယ်ရီလည်းသူ့နောက်ကအတန်တစ်ခုကြားလိုက်တဲ့အတွက်လှဲကြည့်လိုက်ပြီမယ်မိချောင်းရေထဲငုပ်သွားကြအောင်မမြင်ခဲ့လိုက်ပါဘူးနောက်တစ်ခေါက်အတန်ကြားလို့ထပ်ပြီးတော့လှဲကြည့်လိုက်တော့မိချောင်းမဟုတ်ပဲကယ်ရီရဲ့ခွေးလေးဖြစ်နေတာကိုမြင်လိုက်ရပါတယ်မိချောင်းကြီးကလယ်ရီကိုကြော်ပြီးတော့ကမ်းအချိန်မှာဘေကနီနဲ့နေပူစာလုံနဲ့ဆော်လေးကိုဆွဲစားဖို့လုပ်နေခဲ့တာပါ ။လယ်ရီနဲ့မိချောင်းကြီးရေချဲနာရောက်နေအောင်မြင်လိုက်ပြီးတော့မိချောင်းကိုရေချဲချက်တော့ကိုက်ဖြတ်ပြစ်လိုက်ပါလေ။လယ်ရီကဂုံးမုံပြေးတက်ပြီးတော့ရေချဲကိုဆွဲထားဖို့လုပ်နေပေမဲ့မိချောင်းကရေချဲကိုရေထဲဆွဲချသွားပါတော့တယ်။ရေချဲမိချောင်းစာမိသွားပြီးတော့လယ်ရီလည်းကြောက်လန့်ကြနဲ့ခဲကြမအောင်ဂျူမီငါလို့អော်ပြီးတော့ဒေါ်တဲကိုဝင်ပြေးသွားခဲ့ပါတော့တယ်။တပတ်မှတော့ရဲမှူးအမ်ပါနဲ့ဂျက်နဲ့အာမတ်တို့ကမိချောင်းဘဲလိုက်ထွက်ဖို့လုပ်နေကြပါပြီ။ဂျက်ကအာမတ်ကိုစင်းနေပြီလားငါကောဒီညအပီးလုံးလိုက်ကြအောင်လို့ပြောလိုက်တော့အာမတ်က ကျွန်တော်မပြောတတ်ဘူး boss ဒီကောင်ကြီးကပတ်သက်ပြီးတော့တခုလွဲနေသလိုပဲဒီကောင်ကြီးကကြီးလဲကြီးတယ်နော်ညံလဲကောင်းတယ်ဒီတညာတည်းနဲ့မပြီးလောက်ဘူးလို့ပြောလိုက်ပါတယ်အဲဒီချိန်မှာတတ်နဲ့ carry တို့က score ပြတဲ့ဂူတဲ့ကိုဝင်ကြည့်လိုက်တော့အဖြူအောင်ဥကြီးတွေကိုမြင်လိုက်ရပါတယ် score ကဒါတကောင်ကောင်ဥထားတာဖြစ်မယ်မင်းတို့အဲ့ဥတွေကိုပြန်ထားသင့်တယ်လို့ပြောပေးမယ်တတ်ကတော့လက်မခံခဲ့ပါဘူး carry ကတော့ score ပြောတာကိုနားထောင်ပြီးတော့ဥတွေကိုပြန်ထားလိုက်ပါတယ်တတ်ကတော့ score ပြောတာကိုဂူးမဆိုင်တဲ့ပြင်သူကင်နာတွေဥတလုံးကိုတစ်ပင်စီပြစ်ပေါက်ပြီးတော့ခွဲပြစ်လိုက်ပါတယ် စကောကလန့်ပြီးတော့ carry ငါတို့သွားတော့မယ်လို့ပြောလိုက်တော့တက်ကညိုသားလေးမင်းအကြောင်းနေရလားဆိုပြီးတော့စကောကိုရန်ဆပါတော့တယ် carry ကသူတို့နှစ်ယောက်ရန်မဖြစ်အောင်တားလိုက်တော့တက်က carry ကိုနေဒီကောင်ကြိုက်နေရလားလို့မေးလိုက်ပြီးတော့ဒေါသထွက်နေပါလေတက်ကဂူစီကိုပြန်သွားပြီးတော့နောက်ထပ်ဦးတလုံးကိုခြေောက်နဲ့တက်နှင်းလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေမိချောင်းကြီးပေါ်လာတာကိုစကောတို့မြင်လိုက်ရပါတယ် carry ကလန့်ဖြိုင်ပြီးတော့တားနှင်းအောင်မှာမိချောင်းရောက်နေလို့ပြောပေမဲ့တက်ကဒီလိုကန်ထဲမှာမိချောင်းရှိမလားဟာဟာသပဲလို့ပြန်ပြောလိုက်ပါတယ် ပြီးတော့တက်ကအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့မှမိချောင်းကြီးကိုမြင်သွားပြီးတော့လန့်ဖြန်ပြီးတော့ပြည်လဲသွားပါတော့တယ်တက်ကအဲ့တော့မှထွက်ပြေးဖို့လုံနေပြီးတော့စကောကလည်းသူ့ကိုလန့်ဆွဲပြီးမယ်မိချောင်းကတက်တည်းရဲ့ခြေောက်ကိုလန့်ဆွဲချလိုက်ပြီးတော့ကုတဲကိုကိုက်ချီသွားပါတော့တယ်ပြီးတော့မိချောင်းကသူ့ဥတွေကိုခွဲထားတဲ့တက်ကိုကိုက်ဖြတ်စားတောက်ပြစ်လိုက်ပြီးစကောနဲ့ကယ်ရီတို့ကတော့ထွက်ပြေးလာခဲ့ရပါတော့တယ်တပတ်မှတော့ရဲမှုနဲ့အာမတ်တို့ကဆက်လီတစည်းနဲ့မိချောင်းရှာပုံတော်ထွက်လာကြပြီးတော့ဂျက်ကတော့ရဟန်းရင်နဲ့အပေါ်ကနေလိုက်လာခဲ့ပါတယ် ်အမ်မာတော့ကန်ဆာတစ်ခုကနေမိချောင်းလာရဲ့အချက်ပြမယ်ဆက်တလုံးနဲ့စောင့်နေတာဖြစ်ပါတယ်အဲ့ဒီမှာပဲအမ်မာကဆိုနာဆက်မှာမိချောင်းလေးစီကိုဥတီလာနေအောင်မြင်လိုက်တဲ့အတွက်ရဲမှုလှမ်းပြီးတော့တတိပေးပါတယ်ရဲမှုတို့လည်းလှေဦးချက်ချင်းပြန်လှည့်လိုက်ပြီးတော့အချိန်လျှော့လိုက်ပါတယ်အဲ့ဒီမှာပဲမိချောင်းပေါ်လာပြီးတော့သူ့ကိုမြားဖို့အတွက်လေအရှိမချိတ်ထားတဲ့ဝတ်သေးကောင်ကိုဆွဲသွားပါတော့တယ်အာမက်လည်းချက်ချင်းမိချောင်းယူမိန်နဲ့ပြစ်လိုက်တော့မိချောင်းချက်ချင်းရေထဲကိုပြန်ငုတ်သွားပါတယ်ခဏနေတော့မိချောင်းပြန်ပေါ်လာပြီးတော့လေစီကိုလာနေတဲ့အတွက်အာမက်က မိန်းအောင်တချောင်းနဲ့ထပ်ပစ်ဖို့လုပ်နေပါလေ။အဲမှာရဲရင်ဘော်ကဂျက်ကသူ့မိချောင်းကိုတခါတည်းတတ်မယ်ဆိုပြီးတော့ရဲရင်ကိုအောက်ကိုစိုက်ဆင်းလာပါလေ။အဲဒီမှာအာမတ်လည်းမိန်းကိုပြစ်လိုက်တော့မိန်းကမိချောင်းကိုမထိပဲရဲရင်မှာသွားပြီးတော့စိုက်ပါတော့တယ်။ဒီမိန်းုံလေးမှာချိုးနဲ့ချီထားတာဖြစ်ပြီးရဲရင်ကအချိန်နဲ့အပေါ်ပြန်တက်သွားတဲ့အတွက်ရဲရင်ကိုလေးပါပြက်စီးတော့မယ်အချိန်နေစိုက်နေခဲ့ပါပြီ။အဲ့ဒါနဲ့ရဲမှုနဲ့အာမတ်တို့လည်းလေးဘော်ကချက်ချင်းပဲခုံချလိုက်ပြီးဂျက်လည်းရဲရင်ဘော်ကနေပြုတ်ကျလာခဲ့ပါတော့တယ်။ရေထဲပြုတ်ကျသွားတဲ့ဂျက်အနောက်ကိုမိချောင်းကြီးကလိုက်လာပြီးတော့ အမ်မလည်းတနက်ကိုကောက်ကင်ပြီးတော့မိချောင်းကိုပြစ်ဖို့လှုပ်ပါတယ်အဲဒီအချိန်မှာအာမတ်ကမိချောင်းကြောပေါ်ပြေးတက်ပြီးတော့မိချောင်းကိုဓားနဲ့ခုတ်ပါတယ်မိချောင်းကသူ့ကြောပေါ်အာမတ်ကိုခါချလိုက်တော့အာမတ်လည်းကုန်းပေါ်လွင့်ထွက်လာပါတယ်အမ်မကမိချောင်းကိုတနက်နဲ့ပြစ်နေတဲ့အတွက်မိချောင်းအမ်မနောက်ကိုထတ်လိုက်လာပါတယ်အဲဒီအချိန်မှာအာမတ်ကမိချောင်းနောက်ကိုထတ်ကပ်သွားပြီးတော့ကောင်းကိုဓားနဲ့ထိုးသားလိုက်တဲ့အတွက်မိချောင်းကြီးလည်းဒီတခါတော့ရှောသွားခဲ့ပါတော့တယ်အဲညမှာတော့သူတို့လျှောက်သားမိချောင်းကြီးရှောသွားပြီဖြစ်တဲ့အထိမ့်မှန်နဲ့စကန်းချတဲ့ညမှာအောင်ပွဲခံနေပြီး ဂျက်ကတော့ပျက်စီးသွားတဲ့ရဲမှုရဲ့ဆက်လေဖို့သူရော်ပေးပါမယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာအာမတ်ကတော့ဂျက်ကိုပေါက်ကွဲနေတာပါ။သူဂျက်စီမှာ၁၄နှစ်လောက်လှုပ်လှုပ်ခဲ့ပြီးတော့ဂျက်ကိုခဏခဏကယ်ခဲ့ပြီးမယ်။သူ့ကိုဂျေဆုတင်စကားလေးတောင်တခုံးမှမပြောခဲ့ဘူးဆိုပြီးတော့အာမတ်ကပြောနေပါတယ်။ပြီးတော့အာမတ်ကဂျက်စီကနေသူ့လှုပ်ထွက်ပြီးလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲလျာစီးတွေလက်ကမိုးတွေကလည်းတဲတဲမဲရွာချလာအတွက်သူတို့အကုန်လုံးရွက်ဖြင့်တဲရီတွေဝင်နေကြပါတယ်။အဲ့ချိန်မှာပဲသူတို့စခန်းသားကိုနောက်ထပ်ចောင်းចောင်းကြီးတကောင်ရောက်လာတာကိုမြင်လိုက်ရပါတော့တယ်။ တပတ်မှာတော့ထွက်ပြေးလာစကော့နဲ့ဂယ်ရီတို့ကဒေါ်ထဲမှာလမ်းပြောင်းနေခဲ့ကြပြီးမိုးရွာကြီးထဲမှာဆိုတော့ဘယ်သွားမှမသိဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာမိချောင်းကြီးတို့ကတော့အာမတ်တို့စကန်တဲ့ကိုဝင်လာပြီးတော့တစုံတစ်ခုကိုလိုက်ရှာနေခဲ့ပါတယ်စကော့နဲ့ဂယ်ရီတို့ခဏမိုးခုံနေတော့မှလေဗီနဲ့ပြန်တွေ့ပြီးတော့ရေချဲလေးမိချောင်းစာမိသွားတဲ့အကြောင်းကိုသိလိုက်ရပါပြီတပတ်မှာတော့မိချောင်းကြီးကဂျက်ရဲ့ရွက်ဖြင့်တဲစီကိုရောက်လာပြီးတော့ဂျက်ကိုတတ်ဖို့လုပ်နေတဲ့အချိန်မှာပဲအာမတ်ကနိုးလာပြီးဂျက်ကိုလာကယ်ထုတ်ပါတယ် ဲချိန်မှာရဲမှုနဲ့အမ်မာတို့လည်းနိုးလာမယ်ဘာလို့ရမယ်မသိပါဘူးအာမတ်ကမိချောင်းကြောပေါ်ထပ်ခုံတက်လိုက်ပြီးတော့မိချောင်းကိုဓာတ်နဲ့ခုတ်ဖို့လှုပ်ပေးမယ်ဒီခါတော့မိချောင်းညာသူ့ကိုခါချပစ်လိုက်ပြီးတော့ဗစက်နဲ့ကိုက်ဖြတ်ပစ်လိုက်ပါတော့တယ်ရဲမှုလည်းမိချောင်းကိုတန်းတန်းနဲ့လိုက်ပစ်ပေးမယ်မမီတော့ပဲမိချောင်းကအာမတ်ကိုရေထဲကိုဆွဲချသွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့မတော်ရဲမှုလဲသူစကန်းစီကိုဆက်သွယ်ပြီးတော့လေတစည်းသူတို့စီကိုအမြန်လှပို့ဖို့လှမ်းမာနေပါလေအဲ့တော့မှရဲမှုလဲသူသားစကော့တယောက်ရေကန်ဘက်ကိုသူ့ငွေချင်းတွေနဲ့ စကန်းကြခီထွက်သွားတဲ့အကြောင်းကိုသူ့လက်ထောက်စီကနေပြီးတော့တိလိုက်ရပါတော့တယ်။ရဲမှုလည်းအမစိတ်ညစ်သွားတော့သူ့သားကိုချက်ချင်းလိုက်ရှာဖို့လှုပ်ပါတော့တယ်။အဲဒီမှာစကောရူ3ကတော့ဒေါ်နေမှာမိချောင်းနဲ့ထပ်ပြီးတော့တွေ့နေပြန်ပါပြီ။ကေဗီရိုကပြေးဖို့လှုပ်မယ်စကောကသူ့ကိုတားထားလိုက်ပြီးပြေးတယ်ငါတို့မလွတ်ဘူး။ဒီအောင်လေးကမြန်တယ်။ငါတို့သစ်ပင်ပေါ်တက်ပြေးမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့သောင်းသားသစ်ပင်ပေါ်တက်ပြေးသွားကြတဲ့အတွက်စကောရဲ့အကြံကမှန်သွားပြီးတော့၃ယောက်သားမိချောင်းလက်ကနေလွတ်သွားခဲ့ရပါတယ်။ ရဲမှုတို့တောင်းကတော့လက်နက်တွေယူပြီးတော့စေရီဘက်ကမဲစီရင်လာပြီးတော့ထပ်ဆောင်စမ်းမှုလုပ်ပါတယ်ရဲမှုကစေရီကိုမိချောင်းနေချောင်းမေးပေမဲ့စေရီကမပြောပြတဲ့တော့ရဲမှုကကြုံသားပြေမှာရောက်နေတယ်သူဒုက္ခရောက်နေပြီလို့ပြောလိုက်ပါတယ်အဲတော့မှစေရီကငါတိထားနည်းနည်းတော့ရှိတယ်လို့ပြောလိုက်ပြီးမိချောင်းကတုံးကောင်ရှိတာလို့ပြောပြလိုက်ပါတယ်စေရီကမိချောင်းတို့နာမည်တွေပါပြီးထားပြီးတော့မိချောင်းတွေအားထီးနှစ်ကောင်အမတစ်ကောင်ဆိုတာကိုလည်းသိလိုက်ရပါတယ် ။တပတ်မှာစကောတို့သုံးကတော့မိုးရွာကြီးရဲ့တစ်ပင်ပေါ်မှာပဲအိတ်လိုက်ရပြီးတော့မအိတ်လို့လည်းမရပါဘူး။မိချောင်းကြီးကသူတို့ကိုအောက်မှာစောင့်နေခဲ့တာပါ။နောက်နေ့မနက်ကိုရောက်လာတော့ရဲမှုတို့၃ယောက်ကစကောတို့ကိုလိုက်ရှာရင်းနဲ့မိချောင်းအတိုက်စီကိုရောက်လာပြီးတော့အဲ့ဒီမှာတေဆုံးနေတဲ့တကကိုမြင်သွားခဲ့ပါတယ်။အမ်မအတိုက်ထဲကဥတွေကိုကြည့်ပြီးတော့မိချောင်းမေးပြန်မလာခင်ဒီဥတွေကတော့ယူသွားပြီးတော့စမ်းသပ်ခန်းနဲ့ပို့ရမယ်။ဥတွေဒီမှာပေါက်သွားလို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။အာနဲ့ရဲမှုကဒါဆိုငါတို့လူခွဲပြီးတော့လုံမယ်ဆိုပြီးတော့ဂျက်ကိုလည်းအမ်မအောင်ကူညီဖို့နေခဲ့ခိုင်းလိုက်ပါတယ် ရဲမွားတော့ဂျက်စီကလောင်ချာတနတ်ကိုယူလိုက်ပြီးစကောကိုဆက်ရှာဖို့လုပ်နေခဲ့ပါတယ်။တဖက်မှာတော့တစ်ပေပေါ်မှာအိတ်ပြောနဲ့လယ်ရီကအိတ်လုံပြီးတော့တက်ကိုင်းပေါ်နဲ့အောက်ကိုပြုတ်ကျသွားပါတယ်။ဒါမဲ့သူပြုတ်ကျသွားတာမြေကြီးပေါ်မဟုတ်ပဲသူတို့ကိုအောက်ကဆောင်နေတဲ့မိချောင်းရဲ့ကြောပေါ်ပါ။လယ်ရီလည်းကြောက်လိုက်ပြီးတော့ချက်ချင်းမဲ့ထွားပြေးပြီးမြေချောင်းကသူ့ကိုကိုက်တက်ပြီးတော့စားတောက်ပြစ်လိုက်ပါတော့တယ်။ရဲမူလည်းလယ်ရီအော်တန်ကိုကြားတဲ့အတွက်စကောစကောလို့သူသားနာမည်ကိုအော်ခေါ်ပြီးတော့အတန်ကြားတဲ့ဘက်ကိုလိုက်လာခဲ့ပါတယ်။ စကောတို့ကတော့မိချောင်းကြီးဟိုဘက်လဲ့နေတော့မှအမြန်ထွက်ပြေးကြမယ်ဆိုပြီးတော့ဒေပင်ဘောကနေအောက်ကိုဆင်းလာခဲ့ပါတယ်သူတို့အောက်ကိုရောက်တဲ့အချိန်မှာပဲမိချောင်းနောက်တစ်ကောင်ကသူတို့ရှေ့မှာပေါ်လာခဲ့ပြီးမိချောင်းနှစ်ကောင်သူတို့ကိုဝိုင်းထားတာဖြစ်နေပါတယ်အဲဒီအချိန်မှာခွေးလေးဒေစီကထွက်လာပြီးတော့သူ့သခင်ကိုကိုက်ဖို့လုပ်နေမိချောင်းကြီးကိုဟောင်းမာတော့တယ်စကောလည်းကယ်ရီလက်ကိုဆွဲပြီးတော့တောထဲကိုဝင်ပြေးလာတော့ကယ်ရီကဒေစီကိုစိတ်မချဖြစ်နေခဲ့ပါတယ်စကောကငါတို့ဒေစီကိုပြီးမှပြန်လာခေါ်မယ်လို့ပြောလိုက်ပြီးမိချောင်းလက်ကလွတ်အောင်ရင်းဆုံးအမြန်ပြေးနေခဲ့ပါတယ် ဲချိန်မှာပဲ carry ကချော်လဲသွားပြီးတော့မီချောင်းကြီးကလည်းသူ့ကိုမှီပါတော့မေးအဲချိန်မှာပဲရဲမှုရောက်လာပြီးတော့ score ဝင်နေလို့ပြောလိုက်ပြီးတော့မီချောင်းကြီးရဲ့ခေါင်းကိုလောင်ချာတနတ်နဲ့ထူထဲလိုက်ပါတော့တယ်မီချောင်းကြီးလည်းချက်ချင်းပဲ show သွားပြီးတော့ရဲမှုကဒီနားမှာနောက်ထပ်တစ်ကောင်ရှိနေသေးတယ်ငါတို့သွားကြမယ်ဆိုပြီးတော့ score တို့ကိုတော်တဲ့ကနေထုတ်လာခဲ့ပါတယ်အဲနောက်တော့ရဲမှုက score နဲ့ carry တို့ကိုဘေကာမန်အင်ကိုခေါ်လာပြီးတော့နောက်ထပ်စစ်ကူမရောက်လာခင်အထိဒီကလေးမျိုးကိုဒီမှာခဏထားခြင်းနဲ့လို့ပြောလိုက်တဲ့အတွက်ဇေဒီလည်းသဘောတူလိုက်ပါတယ် ရိုင်းမိုးကတော့နောက်ထပ်ကြံတဲ့မိချောင်းတစ်ကောင်ထပ်ပြီးတော့တတ်ဖို့လုံနေတော့စကော့ကသူ့အဖေကိုစိတ်မချဘူးဖြစ်နေခဲ့တာပါဒါပေမဲ့ရိုင်းမိုးကစကော့ကိုဒီမှာပဲနေခဲ့ဖို့နဲ့ကယ်ရီကိုစောင့်ရှောက်ဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ရိုင်းမိုးကဂျန်နဲ့အမ်မာတို့ရှိတဲ့စီကိုပြန်လာပြီးတော့မိချောင်းယူအစာနဲ့မြားပြီးတတ်ဖို့ထပ်ပြီးတော့လုံပါတယ်ဒီခါမှာတော့အစာထဲမှာဘုံနေထည့်ပြီးတော့မိချောင်းအနာကတ်လာနဲ့ဖောက်ခွဲပြီးတော့တတ်ပြစ်ဖို့စီစဉ်နေတာပါကြက်ကတော့မိချောင်းအတိုက်ကိုမြင်ရတဲ့တစ်ပင်တစ်ပင်ပေါ်တက်ပြီးတော့စောင့်ကြည့်ဖို့လုပ်ပါလေ။တစ်ဖက်မှာတော့အဖွားကြီးစေဒီကစကော့နဲ့ကယ်ရီတို့ကို တကယ်ကူညီကြတာမဟုတ်ပဲသူမွေးရတဲ့မိချောင်းနှကောင်တည်သွားတဲ့တော့ဂလစားချေချင်နေတာပါအဲ့တော့စေဒီကစကော့နဲ့ကယ်ရီတို့ကိုသူ့ကိုမိလုံးလဲဖို့ကူညီပေးပါဆိုပြီးတော့ရေကန်အဆက်ကလေစိမ့်စီကိုခေါ်လာခဲ့ပါတယ်ကယ်ရီကသူ့အပြေမှာမနေချင်ဘူးအိမ်ထဲမှာပဲနေချင်တယ်လို့ပြောနေပေမဲ့စေဒီကကယ်ရီကိုရေကန်အဆက်မှာအတင်းပဲခေါ်ထားပါတယ်ကယ်ဗီနက်စကော့လည်းမိချောင်းကြီးလာနေအောင်မြင်လိုက်ပြီးတော့စေဒီကကယ်ရီကိုအတင်းချုပ်ထားတာပါမိချောင်းနာရောက်လာတော့ကယ်ရီကစေဒီလက်ထဲကနေထွက်ပြေးလာတော့မိချောင်းက စေရီကိုပဲရေထဲဆွဲချပြီးတော့ကိုက်သက်စားပြစ်လိုက်ပါတော့တယ်ပြီးတော့မီတောင်းကြကုန်းမော်ဒီတက်လာပြီးတော့စကော်ဒိုနာကိုလိုက်လာအတွက်စကော်ဒိုလည်းအိမ်ထဲကိုအမြန်ဝင်ပြေးရပါတော့တယ်မီတောင်းကအိမ်ထဲထိလိုက်လာဖို့လုပ်နေပြီးစကော်ဒိုကတကားကိုသိပိတ်ထားအတွက်အထဲဝင်လို့မရခဲ့ပါဘူးအာနေမီတောင်းရေထဲပြန်ဆင်းသွားတော့စကော်ဒိုမြင်လိုက်ပြီးတော့တကယ်တော့စေရီပြောသလိုမီတောင်း၃កောင်မဟုတ်ပဲ၄កောင်ရှိနေရဖြစ်တဲ့အတွက်နောက်ထပ်၂កောင်ကျန်နေသေးတာကိုသိလိုက်ရပါတော့တယ်အမမီကြောင်ဥရီထဲထားတဲ့အိတ်ကိုဖွင့်ကြည့်လိုက်ပြီး ဥရေကအတန်မီနေပြီဥပေါခံနီးလို့သူတို့မိကိုအတန်ပီးနေရလို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲမိချောင်းအမအကြီးကသူ့ဥရေကိုယူထားတဲ့အမ်မစီကိုယောက်လာခဲ့ပါတယ်ဂျန်နဲ့ရဲမှုတို့လည်းမိချောင်းကိုပြစ်ဖို့လုပ်နေပြန်ပြစ်ကွင်းရမှာရှင်းလာကြောင်ပြစ်လို့မရဘူးဖြစ်နေခဲ့ပါတယ်အားနဲ့အမ်မအနာမှာရှိတဲ့တစ်ခေါင်းနဲ့ဝင်ပြေးလိုက်ပြီးတော့မိချောင်းကြီးကတစ်ခေါင်းအပေါ်ကနေအမ်မကိုလိုက်ဖို့လုပ်နေပါတယ်အမ်မနဲ့အမ်မကသူ့မှာရှိတဲ့ဓမာကြီးနဲ့အောက်ကနေစောင့်ထိုးလိုက်တာကြောင့်မိချောင်းမကြီးရဲ့လယ်ဘင်းကိုစိုက်သွားပြီးတော့မိချောင်းလည်းတစ်ခါတည်းရှော့သွားခဲ့ပါတော့တယ် အမ်မလည်းတခေါင်းနဲ့ကနေပြေးထွက်လာပြီးတော့ရဲမှုကိုဖန်တန်းလိုက်တာပါအမ်မသူမိချောင်းယူတနိုင်ခဲ့တော့မယုံနိုင်ဖြစ်နေပြီးတော့အခုတော့မိချောင်း၃កောင်လုံးတည်သွားပြီဆိုပြီးတော့ပျော်နေကြပါတယ်အမ်မနဲ့ဂျက်ကတစ်ပင်ပေါ်ကနေပြုတ်ကြပြီးတော့တွဲလောင်းဖြစ်နေပါတယ်ဒါပေမဲ့မိချောင်းတွေကုန်ပြီလို့ထင်နေကြတဲ့တော့ဇိုးရီမနေပဲကြီးလောင်းကြီးနေကြသေးတာပါအဲဒီအချိန်မှတွေပဲနောက်ဆုံးကြံနေတဲ့မိချောင်းတစ်កောင်ရောက်လာတဲ့တော့ကြက်လဲလန့်ဖြန့်ပြီးတော့တဏ္ဍာနဲ့ပြစ်ဖို့လှုပ်ပြီမိချောင်းကြီးကသူ့ခေါင်းကိုကိုက်တပ်ပြစ်လိုက်ပါတော့တယ်အဲနောက်တော့ရဲမှုကမိချောင်းကိုလောင်းချတဏ္ဍာနဲ့ပြစ်လိုက်ပြီမဲ့ မိเจ้าကမသိသေးဘူးရဲမှုတောင်ကြောင်ပြီးတော့ရက်နေတုံးမှာပဲမိเจ้าကသူ့ကိုပြေးကိုက်လိုက်ပြီမဲ့သူသားစကော့ရောက်လာပြီးတော့အ мян ကယ်လိုက်တာတောင်ရဲမှုလဲကန်ကောင်းသွားခဲ့ရပါလိစကော့ကစေဒီလိန်ထားအကြောင်းသူ့ဖေကိုပြောပြလိုက်ပြီးတော့မိเจ้าက၃កောင်မဟုတ်ဘူး၄កောင်ရှိတာလို့ပြောလိုက်ပါလိအဲ့ဒါနဲ့ရဲမှုကထောင်ထားတဲ့ဘုံတွေခွဲပြီးတော့မိเจ้าကိုတတ်ဖို့အတွက်ဘုံခလုတ်ကိုနှိပ်ပြီးမဲ့ဘုံတွေကထပြီးတော့မပေါက်ပါဘူးအဲ့ဒီအချိန်မှာမိเจ้าကသူ့ဘက်လှည့်လာပြီးတော့ကိုက်ဖို့လုံနေခဲ့ပါပြီအိုင်မာရင်စကော့ကရဲမှုလောင်းချာတနက်ပြစ်ပေးလိုက်ပြီးတော့ ရဲမှုလဲလောင်ကြာတနက်နဲ့ထူးလိုက်ရမှာတော့ဘုံလေးကုန်ပောက်ကွဲပြီးမိချောင်းကြီးလဲရှော့သွားခဲ့သလိုမိချောင်းတိုက်ကြီးလဲပြက်စီးသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့တို့လေးယောက်သားပြန်လာခဲ့ကြပြီးရဲမှုကစကော့နဲ့ကယ်ရီကိုတို့အိမ်သားမှာခြားပေးခဲ့ပြီးတော့ကောင်မလေးနဲ့အစင်ပြောင်လို့ဖို့သူသားကိုမှာခဲ့လိုက်ပါတယ်။သူကတော့အမ်မာနဲ့တူမိချောင်းဥတွေကိုစမ်းသပ်ခံအောင်သွားပို့မှာပဲဖြစ်ပါတယ်။ရဲမှုတို့ထွက်သွားတော့စကော့နဲ့ကယ်ရီတို့စကားပြောနေကြတော့မှာကယ်ရီရဲ့ခွေးလေးဒေးစီပြေးလာတာကိုမြင်လိုက်ရပါတယ်။ဇာသိန်းကမှာတော့စကော့ကသူ့ဖေမာတွေတိုင်းကယ်ရီနဲ့အစင်ပြေသွားပြီးတော့ နှစ်ယောက်သားနမ်းလိုက်ကြပါတယ်။တဖက်မှာရဲမှုနဲ့အမာတို့ကလည်းအစီပြေသွားပြီးတော့ နောက်တစ်ခေါက်ထပ်ဒိတ်ဖို့သဘောတူလိုက်ကြရင်းနေပဲ။မိเจ้าကဒီဒေါင်းစားတွေကောင်းစားရင်းနေပဲပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျဒါဆိုရင်နံပါတ်1မိချောင်းကားနှစ်ကားမြောက်ပေါ့နော်လေးပလာစစ်ပေါ့ နောက်ထပ်နံပါတ်3ရှိသေးတယ်။နောက်နေ့မှဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်။မိချောင်းကားတွေကတော့တိတ်တော့အရင်ထူးတွေစမ်းပြခန်းထားလာတဲ့ဇက်ကြောရိုးတွေရှိမှာတော့မဟုတ်ဘူး။မိချောင်းတွေကကြမ်းမယ်၊သွားဖမ်းမယ်၊လုံမယ်၊ဘာညာဆိုတော့ recap တင်ဆက်တဲ့အခါမှာလိုအပ်ချက်တွေရှိနေမှာလုံးဝသေချာပေါက်ပါ။လိုအပ်ချက်တွေရှိနေမှာသေချာပါလေ။ဒါမှမဟုတ်ရုပ်ရှင်ကားကိုအပြည့်အဝခန်းစားကြည့်ရှုနေတယ်ဆိုရင်ကိုယ်တိုင်လည်းရှာဖွေပြီးတော့ကြည့်လို့လည်းရတယ်လို့တကယ်လို့ရှာခတ်တယ်ဆိုရင်လည်း Telegram Channel မှာကျွန်တော်ပြန်တင်ပေးထားပါမယ်။လာပြီးတော့ကြည့်လို့ရပါခင်ဗျာ။ရုပ်ရှင်ကားတွေရဲ့ရတာကိုအပြည့်အဝခန်းစားခြင်းတော့အစအဆုံးတစ်ခေါက်သေချာပေါက် ကြည့်ရမှာဖြစ်ပါတယ်ဒါကျွန်တော်အမြဲတမ်းကြုံတိုင်းပြောပါတယ်မိနေလဲကိုကိုပြန်ပြီးတော့သတိပေးကြပါအောင်ဒါ recap ဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့မှာ live ပါပြီးတော့အားပေးခဲ့တဲ့ကြီးစုခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးရောကြောင်းကြောင်းကြီးချစ်သူများတယောက်ချင်းဒီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မူပါ